ိုချင်းသီလကောင်းမွန်ခြင်းကတော့ရောဆိုဟောကိုချင်းသီလကောင်းမွန်ခြင်းဆိုတာနောက်ဘဝမှာကောင်းအသူတိရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုကြိုးရှိစဉ်းစားရကိုနဲ့ကျွလွန်မှုမရှိဘူးနှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ကိုချင်းသီလကောင်းမွန်ခြင်းကြောင့်မဖြစ်လေအပြစ်ကင်းတယ် ဘာဖြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုကနှစ်ခုပဲရှိဘာလဲလို့ဆိုရင်စိတ်ထဲကဘလို့ပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူးကိုယ်ထိလက်ရောက်မလုံးသမျှလူမသိဘူးဟာလူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုကဘာမှမပြတ်ဘူးပေါ့ လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိနိုင်တဲ့အတွက်ကြောင့်နောက်ထပ်ထိရမယ်နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိလို့ရှိရင်ကိုချင်းသီလပြက်ပြားသွားတာစိတ်ကိုမထိနိုင်သေးရင်နေဦးနှုတ်ကိုထိရမယ်ကိုယ်ကိုထိရပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထိရကိုယ်ကိုနှုတ်ကိုထိမ့်သိမ်းဆော့ဆော့ခြင်းအဖြစ် ကိုကျင်းဒီလားမပြက်ပြားတော့ဘူးကိုကိုနှုတ်ထိမ့်သိမ့်ဆောက်ရှောက်ခြင်းအပြင်လည်းကိုကျင်းဒီလားမပြက်စီဘူးဆိုလိုတာကကိုကျင်းတရားဆိုတာနှုတ်နဲ့ကိုအမှုကိုထိမ့်တာပဲစီကံချက်နဲ့ပြောတယ်စီကံနဲ့လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်ရအေးဒါကြောင့်မို့လို့ကိုကျင်းတရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကို ထိမ့်သိမ်းဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိမ့်သိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆွလို့တယ်။ဒါဖြင့်ဒီနှစ်ခုထိမ့်သိမ်းဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရအောင်ဆိုတော့ကိုယ်နဲ့နှုတ်ကိုကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပတ်လုံးလောကမှာအပြစ်ဆိုတာမလာတော့ကြည်လေလောကမှာလောကရဲ့ဒီရာဇဝမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ် ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့ပေးလို့ရှိရင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြတယ်ဘယ်သူကဖြစ်ဘလို့ပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာကုန်းတိုက်တာလည်းအပြောနဲ့ပဲကျူးလွန်တာအပြောနဲ့ကျူးလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ပေါ့